မင်္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့သားတို့သမီးတို့ကို great for လူမှုရေးသင်ကြားပေးမယ်ဒီချဲ agree ပဲဖြစ်ပါရဲ့ကွယ်အခုဒီချဲသင်ကြားပေးမယ်သင်ခန်းစာလေးကတော့အခန်း9တောင်ငူခေသင်ခန်းစာခွဲ9.4တောင်ငူခေရဲ့နောက်ဆုံးခြေနေဘလို့ဖြစ်သွားသလဲဆိုရဲသင်ခန်းစာလေးပဲဖြစ်ပါရဲ့ကွယ် အခုတောင်ဝခေနိုင်ငံတော်အင်အားကျဆင်းလာရတဲ့အကြောင်းလေးကိုလေ့လာကြည့်ရအောင်နော်။နန္နာပြင်လက်ထက်မှာလက်အောက်ခံပဒေသရစ်နိုင်ငံငယ်တွေရဲ့ပုံကံမှုတွေဟာနိုင်ငံရဲ့စီးပွားရေးကိုများစွာထိခိုက်လာခဲ့တယ်။စစ်ပွဲတွေဖြစ်ပွားတဲ့ချိန်မှာပဲတိုင်းသူပြည်သားတွေစစ်မှုထမ်းရတဲ့အတွက်ကြောင့်လည်းကောင်းစစ်ဘေးကနေထွက်ပြေးသိမ်းရှောင်ရတဲ့အတွက်လည်းကောင်းလေယာဉ်လောက်ကင်သူနေပါပြီးတော့စားနပ်ရိတ်ခါတွေရှားပါလာခဲ့ပါတယ်။ စစ်ပွဲများကြောင့်လူအင်အားငွေအင်အားတွေဆုံးရှုံးခဲ့ရတယ်။လက်အောက်ခံမြို့စားငယ်စားတွေရဲ့ပုံကံမှုတွေကြောင့်တောင်ငူခေနိုင်ငံတော်ကြီးဟာအင်အားဆုတ်ယုတ်ပြဆင်းခဲ့ရပါတယ်။ဒုတိယတောင်ငူခေမှာရောင်ရမ်းမင်းသားကနိုင်ငံတော်ကိုပြန်လည်ထူထောင်ခဲ့တယ်။ရောင်ရမ်းမင်းနောက်ဖက်လူမင်းနဲ့တာလွန်မင်းတို့ဟာ အရေးအချင်းပြေဝကြတယ်။တိုင်းပြည်ကိုတိမ်သွင်းစည်းရုံးနိုင်ခဲ့ပါတယ်။တို့ရမှာတော့ နောက်ပိုင်းထိနိုင်ဆက်ခံလာတဲ့မင်းတွေရဲ့အရေးချင်းညံ့ပြမှုကြောင့်စီလုံးကြီးဟာပျက်စီးလာရတယ်။ထို့ပြင်ပြည်ပကနေတရုတ်နဲ့ရိုးတရားတို့ရဲ့ကျူးကျော်တိုက်ခိုက်မှုစော်ဘွားတွေရဲ့ပုံကန်ခြားနားမှုတွေကြောင့်ဒုတိယတောင်ငူခစ်ကြီးဟာတဖြည်းဖြည်းအင်အားကျဆင်းပြီး ပြတ်သုံးသွားခဲ့ရပါတယ်ကွယ်။ကဲသားတို့သမီးတို့ရေ အခုလူမှုရေးသင်ခန်းစာလေးတွေကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ သားတို့သမီးတို့လည်းဒီလူမှုရေးဘာသာရပ်ကို သင်ကြားပြီးတော့များစွာသောအသိပညာဗဟုသုတတွေတိုးတက်လာမယ်လို့ဒီချေယုံကြည်ပါတယ်ကွယ်အားလုံးကိုဒီချေကနှုတ်ဆက်ပါတယ်เนาะ